မင်္ဂလာပါရှင်ခေတ္တ news သတင်းဌာနရဲ့ထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးမြမတန်နဲ့မြောက်ရီစစ်လော်ဘီမီဒီယာတွေမတင်ရတဲ့သတင်းဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံအထူးသံတမန်အာဆီယံပါလီမန်အမတ်မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းစာရှင်းလင်းပွဲမှာဒီလိုပြောပါရတယ်။ အာနာတိန်မြန်မာစစ်တပ်ကလူသားမျိုးနွယ်စုပေါ်ကြီးမားတဲ့စိတ်ရဆိုးမှုကိုချိန်ဖက်များစွာကျွလွန်နေပြီးယခုလပိုင်းအတွင်းမှာကိုလူပေါင်းရာနေချီထိခိုက်သိဆုံးတဲ့ပြစ်မှုကိုလောလောလတ်လတ်ကျွလွန်နေပါတယ်။တဆက်ထဲမှာပဲမြန်မာစစ်တပ်ဟာအတိုက်ခံနိုင်ငံရေးခေါင်းဆောင်များကိုဖမ်းဆီးပြီးအချင်းထောင်များတွင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများစွာကိုလည်းဖမ်းဆီးချုံနောင်နှိပ်စက်မှုမျိုးစုံနဲ့ဇေဝါကူတာခွင့်မပေးဘဲလူခွင့်ရေးချိုးဖောက်မှုများစွာကိုအရှိန်ဟုန်ကောင်းကောင်းနဲ့ဇက်တိုက်ကျွလွန်နေပါတယ်။ အာနာသိမ်းမြန်မာစစ်တပ်ကကျင်းပမယ့်ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုရှိဖို့လုံးဝမဖြစ်နိုင်ပါဘူးမလေးရှားနိုင်ငံအနေနဲ့ရောအာဆီယံအနေဖြင့်ပါဒီရွေးကောက်ပွဲကိုအတိမဲ့ပြုခြင်းကမြန်မာစစ်တပ်ကိုအကြမ်းဖက်မှုကျူးလွန်ဖို့ဆက်လက်ခွင့်ပြုပေးတယ်လို့ဖြစ်နေမှာပါအာနာသိမ်းမြန်မာစစ်တပ်ကျင်းဖက်မှုကိုရပ်တန့်အောင်အားလုံးဝိုင်းဝန်းကင်တွေပေးကြဖို့အာဆီယံပါလီမန်အထူးကိုယ်စားလှယ်မလေးရှားနိုင်ငံသားဝင်ကြီးကပြောဆိုကြောင်းသိရပါဗျာ ဆက်လက်ပြီးပသိမ်ကြီးမြို့နယ်မှာဆိုင်ကယ်စီအမျိုးသမီးတဦးကိုကားဖြင့်တိုက်မိပြီးနောက်ကားအောက်တွင်ညက်ပါလာမှုကိုတာဝန်မယူဘဲတန်ရာရအမျိုးသမီးကိုစွန့်ပစ်မောင်းပြေးသောကားမှာပသိမ်ကြီးမြို့နယ်ပြူစောတိအဖွဲ့ဝင်များ၏ကားဖြစ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်တွင်ဆိုင်ကယ်စီးအမျိုးသမီးတို့ကိုကားဖြင့်တိုက်မိပြီးနောက်ကားအောက်တွင်ညက်ပါလာမှုကိုတာဝန်မယူဘဲတန်ရာရအမျိုးသမီးကိုစွန့်ပစ်မောင်းပြေးသွားသောကားမှာပသိမ်ကြီးမြို့နယ်ဖြူစောတိအဖွဲ့ဝင်များ၏ကားဖြစ်ကြောင်း မျက်မြင်သက်သေးများ၏လူမှုကွန်ရက်မှတဆင့်ထုတ်ဖော်ပြောဆိုမှုရသိရပါသည်။အော်တိုဘာလ16ရက်နေ့ညနေ6:45မိနစ်ချိန်မန္တလေးမြို့ပသိမ်ကြီးမြို့နယ်စကိုလန်ပသိမ်ကြီးဆိုင်းဘုံနာတွင်စံကယ်စီအမျိုးသမီးတို့ကို Toyota Mach အဖြူရောင်ကားနံပါတ် 3J1013 ကတိုက်သွားကြောင်းရင်းနောက်စံကယ်စီအမျိုးသမီးမှာကားအောက်တွင်ညက်ပါသွားပြီးလမ်းနှင့်တရွတ်တိုက်ပါသွားခဲ့ကြောင်းသိရှိရပါသည်။ ရှင်နောင်အနီးနောင်ရှိပြည်သူများ၏အကြောင်းကြားချက်အရလူမှုပရဟိတကိစ္စရေးသမားများကဆိုင်ကယ်တိုက်ခိုက်ခံရတဲ့ဆိုင်ကယ်တိုက်ခိုက်ခံတဲ့အမျိုးသမီးကိုရှာဖွေခဲ့ကြောင်း Toyota Mirage အဖြူရောင်ကားနံပါတ် 3J1013 ကအစုပ်စေးော်နီမှာကားရက်ပြီးညှက်ပါလာတဲ့အမျိုးသမီးကိုကားပေါ်တင်ဆောင်ပြီးကံကောက်အထည်ချုပ်အနီမှာဆုံးပြစ်ခဲ့ကြောင်းရှင်နောင်မန္တလေးစေးုံကြီးတွင်ရေးပေါ်စေကူသားမှုခံယူနေရကြောင်းသိရပါသည် ကားအောင်မှာညှက်ပါသွားတဲ့မျိုးသမီးကဒီနေ့ခွဲစိတ်ခံဝင်ပြီးတဲ့နောက်ပိုင်းအခြေအနေကတော့မသိရသေးဘူး။မနေ့ကတော့စကားတွေပါတွေပြောတယ်ကျိုးပဲ့တာတော့မရှိဘူးမီးလောင်တန်ရာပုံစံမျိုးပေါ့မီးလောင်တန်ရာပုံစံမျိုးကဘိုက်ရဲပေါင်မာရဲဖြစ်တယ်ပြီးတော့နှစ်ဖူးခွဲတန်ရာပေါ့ကားအောက်ကနေညှက်ပြီးတပြားလောက်ပါသွားတာလက်ရှိစိုးရိမ်စရာတော့မရှိဘူးဟုအမျိုးသမီးကိုစိတ်ယုံတင်ဖို့ခဲ့တဲ့လူမှုကွန်ရက်ဖွဲ့တာဝန်ရှိသူတဦးကပြောကြားပါတယ်။ အမျိုးသမီးကိုတိုက်ရွေကောက်တွေညက်ပါလာသည်ကိုတာဝယ်မယူဘဲစွန့်ပစ်ခဲ့တဲ့ Toyota MH ဖြူရောင်ကားနံပါတ် 3J1013 မှာပသိမ်ကြီးမြို့နယ်ဖြူစောတိခေါ်ပြည်သူ့စဲဖွဲ့မှကားဖြစ်ပြီးရင်းကားကိုပသိမ်ကြီးမြို့နယ်ပြည်သူ့စဲဖွဲ့ဝင်တဦးဖြစ်တဲ့ဝေယံကလုံခြုံရေးကင်းလက်ရာမှာအသုံးပြုသောကားဖြင့်ဗီဒီယိုနဲ့တကွဖော်ပြထားပါတယ်။ ကားနံပါတ်ရောကားကိုရောမျက်မြင်သက်သင်တွေရော CCTV တွေရောရှိနေတာမောင်းပြေးတာကိုလည်းအကုန်သိနေတာမန္တလေးမြို့မှာအခုတည်းအမှုဖွင့်ဖန်စီဖို့ဆောင်ရွက်နေစေဆိုတာကယုတ်တိမရှိပါဘူးကားကပတိန်ကြီးပြည်သူစစ်အဖွဲ့ရဲ့ကားခွေးတွေကမစည်းဘူးတဲ့ကားတွေစီးရလို့ကြွားပြီး TikTok မှာဗီဒီယိုတင်ထားလို့ရှာရှာပါပါသူတို့ကားမဲတည်တာဟုဒေတာပြည်သူတို့ကပြောပါတယ် ကားတိုက်ခံရမှုကြောင့်လက်ရှိမန္တလေးစေယုံကြီးတွင်ရေးပေါ်စေကူတမှုခံယူနေရသောအမျိုးသမီးမှာမတ်ဆိုးဆန္ဒခိုင်ဖြစ်ပြီးလက်ရှိချိန်ထိအသက်အန္တရာယ်အတွက်စိတ်ပူနေရဆဲဖြစ်ကြောင်းတိုက်ပြေးသည့်ပသိမ်ကြီးမျိုးနှင့်ပြူစောတိခေါ်ပြည်သူစေဖွဲ့ကမြေတီတောင်ဝမှမယူကြောင်းသိရှိရပါသည်နေပြည်တော်မှာမေးစင်းမတွေလို့ဝေဖန်ခဲ့တဲ့ဘူးလဲလာဆွေခွန်မေးခံရနေသလားအဖမ်းခံရသလားဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် နေပြည်တော်မှာမေဇင်မှားနေလို့ဝေဖန်ခဲ့တဲ့ဘူးလက်လောက်ဆွေကိုမနေ့ညပိုင်းစစ်တပ်ကနေရင်ကနေလာရောက်ခေါ်ဆောင်သွားပြီးဒီနေ့မှာအဆက်အသွယ်မရတော့ဘူးလို့သိရပါတယ်။အောက်တိုဘာလ9ရက်နေ့မှာဘူးလက်လောက်ဆွေကနေပြည်တော်မှာမေဇင်တွေမှားနေတဲ့အကြောင်းလူဦးရေ900ရှိရင်300လောက်မှားနေကြောင်းတည်တဲ့သူတွေစိတ်ရင်းပါနေပြီးရက်ွက်အုပ်ချုပ်ရေးမှုနဲ့မိသားစုတောင်မေဇင်မပါကြောင်း2020ရွေးကောက်ပွဲကာလမေဇင်အဟောင်းကိုတုံးနေလို့ယူဆကြောင်းမေဇင်များအလွန်ကွာဟနေပြီးမေဇင်များပြန်လည်ပြုပြင်ရန်ပင်အချိန် တပတ်သားကျန်တော်ကြောင့်မင်းစင်မှောက်ရွေမှုအဆင်မပြေကြောင်းဘူးလဲလောက်ဆွေကထုတ်ဖော်ပြောဆိုခဲ့ပါတယ်အဲဒီနောက်အော်တိုဘား၈ရက်နေ့ညပိုင်းမှာဘူးလန်လောက်ဆွေကိုစစ်တပ်ကနေအင်းကနေလာရောက်ခေါ်ဆောင်သွားတယ်လို့သတင်းတွေထွက်ပေါ်လာပြီးဒီနေ့ထိဘူးလန်လောက်ဆွေရဲ့လက်ကင်ဖုန်းတွေကိုလည်းဖုန်းခေါ်လို့မရတော့ပါဘူး။ ပုံမှန်အားဖြင့်နေ့စဉ် TikTok မှာဗီဒီယိုလေးတွေတင်ပြီးနိုင်ငံရေးစီးပွားရေးအာဏာသိမ်းမှုအခြေအနေတွေကိုတုံ့တက်ချက်ဗီဒီယိုလေးဖြန့်ဝေလေးရှိတဲ့နောက်ဆွေရဲ့ TikTok အကောင့်မှာလည်းဗာဗီဒီယိုမှမတင်နိုင်တော့တာတွေ့ရပါတယ်။ စစ်တမ်းနယ်လော်ဘီအမေကန်သတင်းသမားတွေစုဝေးနေကြတဲ့ Viber Group မှာလည်းသတင်းသမားအမေကန်စစ်တပ်လော်ဘီအောင်မင်းကဘူလက်လှဆွေအဖမ်းခံထားရသလားလို့စစ်တပ်ကိုမေးခွန်းထုတ်ထားပေမဲ့လည်းစစ်တပ်ဘက်ကတော့ဘာမှအကြောင်းမပြန်ပါဘူးမေးခွန်းမေးသူအောင်မင်းဆိုတာကခင်ကြီးရဲ့အတွင်းလူယုံဖြစ်ပြီးတော့ကျန်းဖို့ရဲ့အမေကန်လော်ဘီလည်းဖြစ်ပါတယ်မဲစင်းရင်မရွေးမှုအကြောင်းပြလို့အာနာသိမ့်ခဲ့တဲ့စစ်တဲ့အတွက်ဘူလက်လဆွေရဲ့ဝေဖန်ချက်ကအရှိုက်ကိုထိုးတယ်လို့ဖြစ်သွားစေနိုင်တယ်လို့ချန်ခိုင်ရေးတရင်ရှင်မြစ်ကသုံးသပ်ပါတယ်။ ဒါပေမဲ့ဘူးလဲလောက်စီကိုစစ်တပ်ကဖမ်းသွားတာလားခေါ်မင်းနေတာလားဆိုတာကိုကြန့်ခိုင်ရေးပါတီဘက်ကလည်းဘာမှမသိဘူးလို့အဲ့ဒီသတင်းရှင်းမြစ်ကဆက်ပြောပါရစေ။ ကျန်းဘော့ပါတီတွင်မှမင်းအောင်လိုင်းနဲ့စစ်တမ်းထိပ်ပိုင်းကတိုက်ရိုက်စီမံခန့်ခွဲနေတာဖြစ်ပြီးပါတီအနေနဲ့အတွင်ရေးတွေကိုဗဟိုကော်မတီဝင်အစ်င့ကိုတောင်းတီးခွင့်မရှိတော့ဘူးလို့ကြန့်ခံရေးတရင်ရှင်မြက်ကဆိုပါတယ်နေပြည်တော်ပုပ္ပတီရီမျိုးနယ်မှာရွေးကောက်ပွဲဝင်ရောက်ရှင်းပြိုင်မဲ့ဘူးလဲလာဆွေအဖမ်းခံရလာလားခဏခေါ်မေးခံရလာလားတစ်တော့မှသူထုံစံတိုင်းဗီဒီယိုအတိုရီတင်ပြီးထင်မြင်သုံးသက်ချက်တွေရန်တန်တက်ပြောနိုင်အောင်မလားဆိုတာကတော့စောင့်ကြည့်ရအောင်မှဖြစ်ပါတယ် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မော်လိုက်နဲ့ပလောတို့တွင်စစ်မှုရန်တပ်သားတဲ့နှူပြူစောတီနှူနဲ့စိန်မှုတူတို့လက်နက်ခုနှစ်လက်ယူဆောင်လာပြီးအလင်းဝင်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇကိုင်းတိုင်းမော်လိုက်မြို့နယ်တွင်စစ်မှုရန်တပ်သားတဲ့နှူပြူစောတီနှူစိန်မှုတူတို့လက်နက်6လက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းမော်လိုက် revolution မှာတာဝန်ရှိသူတို့ကပြောဆိုပါရယ်။စက်တင်ဘာလတွင်စစ်တပ်၏ခံလာရာ နှစ်သုံးလုံးတက်ရဲမှာစစ်မှုရန်တပ်သားအစ်ကိုဟန်ထေးဦးသည် MA မျိုးစာတနက်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းအလားတူမော်လိုင်းမျိုးနယ်ဂျိုကုန်းပင်ရွာမှာစေအိမ်မှုကိုကျော်မင်းထေးသည်လည်းတနက်နှစ်လက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းထို့ပြင်မော်လိုင်းမျိုးနယ်ရွာသိရွာမှာပြူစောတီတက်သားအစ်ကိုမင်းစောထွန်းနဲ့နောင်ပင်ရွာမှာပြူစောတီကိုလွင်မိုးတို့သည်လည်းတနက်သုံးလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းသိရပါသည်ထို့စစ်မှုရန်တပ်သားအစ်များနဲ့စေအိမ်မှုသည်တိုင်းငယ်စစ်စင်ရေးတွင်၎င်းတို့ကန်ဆောင်ထားတဲ့လက်နက် ရန်နဲ့ဒူဒေါ်လာရေးတက်ဖွဲ့တန်အလင်းဝင်ရောက်လာသောကြောင့်ဂုံပြူစုငွေများချင်းမြင့်ခဲ့ကြောင်းသိရပါသည်အကောင်လုံးကစက်တင်ဘာလအတွင်းမှာသူတို့ကင်ဆောင်တဲ့လက်နက်တွေယူဆောင်လာပြီးဒေါ်လာရေးတက်ဖွဲ့တွေစီကိုအလင်းဝင်ရောက်လာခဲ့တာပါလက်နက်တွေယူဆောင်လာတဲ့အတွက်သက်ဆိုင်ရာဒေါ်လာရေးတက်ဖွဲ့တွေကအုံပြုစုငွေချိမြင့်ထားတယ်လို့သိရတယ်ဟုမော်လိုက်ရီဗော်လူရှင်းမှတာဝန်ရှိသူကပြောဆိုပါတယ်အလားတူတနင်္သာရီတိုင်းပလောမြို့နယ်တွင်ခလာရ တရားကျင့်တဲ့ရင်မှာစစ်မှုရန်တပ်သားတို့တနက်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်း KNU မြိတ်တဝဲခိုင်ကသတင်းထုတ်ပြန်ပါတယ်။အောက်တိုဘာလ6ရက်နေ့မှာပလောမြို့နယ်မှာစစ်တပ်၏ခလာရတရားကျင့်တဲ့ရင်မှာစစ်မှုရန်တပ်သားတို့ဟာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာလီ KNDO တရင်ခုနှစ်ထံသို့အလင်းဝင်ရောက်ခဲ့ကြောင်းသိရပါတယ်။ အလင်းဝင်လာတဲ့စစ်မှုရန်တပ်သားတွေဟာ MA1 အမျိုးအစားတနက်တလဲကြီးပေါက်လေးခုနဲ့ကြီးများယူဆောင်လာပြီးအလင်းဝင်ရောက်လာတော့ကြောင့်ဂုံပြူစုငွေများပေးရချင်းမြင့်ခဲ့ကြောင်းထိုစစ်မှုရန်တပ်သားတွေဟာအကျန်းဖက်စစ်တပ်ကအထမဖန်စီခံရပြီးစစ်တပ်တွေပို့ဆောင်ခံထားရသူဖြစ်ကြောင်းသိရပါတယ်စစ်တပ်တွေအကြောင်းမျိုးမျိုးကြောင့်မတရားစစ်မှုတန်းခိုင်းစေခံရသည့်တပ်သားများအနေဖြင့်မိမိတို့နှင့်နေဆက်ရာတော်လှန်ရေးတပ်များထံသို့ရရာနေဖြင့်လက်နက်ချအလင်းဝင်ပူးပေါင်းကြရဲ KNU ၊ကရင်မျိုးသားစီယုံကတိုက်တွန်းထား ကြောင်းသိရှိရပါတယ်။